နေရာဆုံးနိုင်ငံအနှံ့မှာရှိတဲ့တက်တရားတခွမ်းမှုဖြစ်ရမယ့်ကောင်းနေအကုန်လုံးဆုပြီးတော့တင်တတ်လာတာဟုတ်အဲ့ကြတော့အဲ့ကားတစ်စီးကိုပြင်းလိုက်ပြီးဟေးဆိုရင်တိုင်းဆောင်အောင်ကောင်းပြင်းတာလည်းအတူတူပဲဟုတ်တယ်တိရဥဆောင်မဲ့သူကိုကဲမဲ့သူအဲခုနလိုဒါတို့ကို viewer ပြန်လုတ်ပေးမဲ့သူညွှန်ကြားမဲ့သူတွေကအရင်ဆုံးအပြင်းခံရရတော့ကြတော့အောက်မှာရှိတဲ့ကောင်းနေစိတ်တက်ပြပြီပေါ့မဲလာဆိုလည်းဘာမှလုတ်လို့မရတော့နိုင်ပိုင်းတွင်းမဲ့ခြတာပဲအပြည့်အခုမဖိုးကေဆိုလည်းနိုင်ပိုင်းတွင်းစော်တာပဲ thank you မင်္ဂလာပါသတင်းကောင်းနေသတင်းကောင်းနေပတ်သက်လို့ပြောမယ်ပေါ့နော်ပြီးတော့အားရစရာတွေအများကြီးရှိတော့ပဇင်းကင်နေရှိတယ်စခန်းသိန်းနေရှိတယ်သင်တန်းကျောင်းနေပြခက်ခံရတာရှိတော့ဟုတ်အဲကြောင့်ပထမဆုံးကျွန်ဟိုပါပဇင်းကင်နေစားပဇင်းကင်နေဒါဆရာကြီးဟိုပါဖြစ်တဲ့အပိုင်းလဲဆိုတော့ပြောစီကျွန်တော်ပေါ့နော်အခုဒါဗမုံမှာဒါမနေ့ရပါနော်နေ့ကပြောချင်းဖြည့်ဖြည့်ချင်းမှတော့ပြောချင်းနေရပါတော့ပကနဦးသတင်းတော့တင်ပြီးသွားပြီဒါပေမဲ့အဲ့ပြည့်စင်နေပတ်သက်လို့ဒါကျွန်တော်တို့တွေသိရတဲ့ချိန်မှာအယံဝမ်းတာပြင်း၃កောင်လာတာ နှစ်ကောင်ပြင်းလိုက်တယ်နှစ်ကောင်လုံးထိတယ်ထိပြီးတော့ဒါဒစီကတော့လုံးဝပြက်ကြပြီးတော့မီးလောင်တဲ့ဆင်တီဖြစ်သွားတယ်ဒစီကတော့ဒါရွှေကူမှာပြန်ဆင်းလိုက်ရတယ်ပေါ့နော်အရေးပေါ်ပြန်ဆင်းလိုက်ရပြတ်ထက်ပြီးတော့ဆူတောင်းလာရှိတယ်အဲ့ဒါပါ view moon နဲ့အဖွဲဘယ်စီးမှာပါလဲပေါ့နော်ဘယ်စီးမှာပါလဲလွတ်သွားတဲ့အစီးမှာလားဟောပြစ်ကြတဲ့အစီးမှာလားအဲအဲ့ဥစ္စာလဲကျွန်တော်လိုက်စုံစမ်းနေရတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတကယ်တည်ရင်ကော မာဒါဟိုငက်ကင်ပစင်းကင်နဲ့ပတ်သက်လို့ဈေးဥထပ်ပေါက်တယ်ဗောနော်95ဈေးဥဖောက်တဲ့ဖြစ်စဉ်ပေါ့အဲ့ကြောင့်အဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ဒါဘယ်လေတက်ကဖြစ်နိုင်မလဲအဲ့ပြီးတော့ကြတော့ဒီ MI 17တွေကတို့တို့အတွက်ဘယ်လောက်ထိရေးကြီးနေမလဲဟုတ်ဒါဟိုမြေကြီးနား latest scan ပေါ့နော်ဒါမြေကြီးနား latest scan ဌာနချုပ်မှာတော့ကျွန်တော်တို့ S7 လင်ရှိတယ်နောက်တစ်ခုက K8 လင်ရှိတယ်နောက်ရဟတ်ရင်ပေါ့ MI 70 out နဲ့ခုန MI 35 out ဆိုပြီးတော့ ရဟန်းရဲ့နှမျိုးရှိတယ်ပေါ့အဲ့ဒီမှာမှခုနကျွန်တော်တို့အမှတ်25ကင်းထောက်လင်းရင်အုပ်ဆိုတော့ MI 35ထားပြီးတော့အမှတ်29ရဟန်းရဲ့အုပ်ကတော့ MI 70ထားတာပေါ့အင်းဒါကတော့ညကြီးကညကြီးမှာညကြီးနားလေတက်စကန်ဌာနချုပ်မှာထားတာပေါ့နော်ညကြီးနားလေတက်စကန်ဌာနချုပ်ကနေမှခုနကျွန်တော်တို့ဒီဗမော်စကကက27ဒါစကကက27ကလည်းစစ်တက်ကဟို အသေးအတန်ပြန်ပြီးကာကွယ်နေရတဲ့အနေအထားမျိုးပေါ့နော်အဲအဲ့ဒါကြောင့်ခုနဟိုစစ်သားနဲ့ရိတ်ခါဟုတ်ပို့တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့လေရှေ့မှာဒီ၃စီးပြစ်မချခင်ရှေ့မှာဒါ၃စီး formation video file နဲ့တက်လာတယ်ဟုတ်တယ်အဟုတ်တယ်တက်လာတဲ့အချိန်မှာတော့ MI70 ကရှေ့ရသွားပြီးတော့အဲနောက်နှစ်စီးကတော့ Euro Cobra နှစ်စီးပေါ့ Euro Cobra နှစ်စီးနဲ့3 3စီးပေါ့နော်3စီး formation ပြန်တာပေါ့အခုလဲသူတို့ကအဲ့3စီး formation ပြန်တာဒီ formation ပြန်တာတော့ကျွန်တော်အထင်တော့တစီးကတော့ MI35 ပါနိုင်လေလို့တော့ချူစားလို့ရတယ်ပေါ့ဟုတ်ဟုတ်ဟုတ်အဲ့ဆိုရင် MI 35တစည်းဖြစ်ပြီးတော့ MI 70နှစ်စည်းဖြစ်ပုံများတယ်ပေါ့နော်အဓိကတော့ဒါတို့ကတေယူပို့ဆောင်ရေးအတွက်အဓိကလာလောက်တဲ့ချိန်မှာ MI 70ကိုနှစ်စည်းကိုသုံးတယ်တစည်း35ကတော့ကင်းထောင်းမယ်ပေါ့ဟုတ်ကဲ့ကင်းထောင်းမယ်ပိုကနေဝဲပြီးတော့ပြစ်ပြစ်လို့ရအောင်ပြစ်မယ်ပေါ့အဲ့ပုံစံမျိုးနဲ့လာတယ် ဖြစ်ရှင်တော့နှစည်းထိသွားတယ်ပေါ့နော်နှစည်းလဲတော့မသိဘူးဒါပေမဲ့ဒါ live ပြီးတော့စုံစမ်းနေကြရတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒါဖုံးထားလို့ရတဲ့အရာမဟုတ်ပါဘူးဟုတ်တယ်သူတို့ဘက်ကကောင်းနေရတော့ပြောတယ်ဘာပြောလဲဆိုတော့အဲဓာတ်ပုံပြအဲဓာတ်ပုံပြဘယ်မှာလဲဓာတ်ပုံပြပေါ့နော်ဒါမျိုးပုံစံမျိုးကြီးပဲပြောရရှိတယ်ပြီးတော့အဲ့ရနဲ့တက်ဆက်သေးပေါ့နော်ကြာ2024တုန်းကပုံနေဒီရက်ထဲမှာပြန်လာရရှိတယ်ဟုတ်တယ်အဲအဲဥစ္စာကိုဒီဖြစ်စင်နဲ့မှားနေကြဟုတ်မှားကြအဲ့အလေးလည်းနည်းနည်းပြောပြပြီးအဲ့ဒီတုန်းက ဟာဒါဒါပဇင်ဟိုအားငှက်အဲ့ဒါကိုပြောပြစီချင်တာဟုတ်ဟို2024တုန်းကဒါဟိုကွက်ခိုင်မှာပြတ်ကြတဲ့ FTC 2000ကြီးပေါ့အဲ့ဒါကတော့ဒါတကယ်ဟိုအစ်စ်ချက်ရှုပ်ပဲဘာကြောင့်လဲဆိုတော့2022မှာသူက FTC 2000ကြီးကကျွန်တော်တို့6စီးရောက်တာပေါ့6စီးကကျွန်တော်တို့နမ်ဆန်လီတဲ့စကန်ဌာနချုပ်မှာထားတယ်လေနံပါတ်ကကျွန်တော်တို့14 01နေပြီးတော့1406ဆိုပြီးတော့6စီးပေါ့အဲ့6စီးတဲမှာမှာ ဒါကွက်ခိုင်မှာပြစ်ချခံလိုက်ရတာ1405ပေါ့။ဟုတ်။ဒီတပ်ပုံကိုသူကကြီးလိုက်လို့ရှင်ခုနလေရင်နံပါတ်အမီးမှာအမီးမှာပါနေတယ်။ပါတယ်။အရင်တော့ကျွန်တော်တို့ဟိုကွက်ခိုင်မှာပြစ်ချခံစဉ်တုန်းကတော့ဒါအမီးမှာလေရင်နံပါတ်ကအစား1405ဆိုပြီးတော့အမီးမှာပါတယ်။အခုတပ်ပုံကကျွန်တော်ဒီအမီးရှေ့ပေါ့။လေရင်ဟိုရှေ့ထိတ်တက်တက်ရနေရိုက်ထားတဲ့အတွက်ကြောင့်ဒီနံပါတ်မပါဘူးပေါ့။ပြည်တန်းကြော်တာ FTC 2000ကြီးပဲပေါ့။ ဖြစ်เสียမတူပြောနေတာเนาะဟိုကငှက်ဒါကပစင်ဟုတ်တယ်တူလာဆိုလို့ဗာလဲဆိုတော့တလိုင်းတက်ဖွဲ့ပြစ်ချတာပဲတူဟုတ်တယ်ဟုတ်တယ်အဲအဓိကပြင်အဲသူတို့ကဒီဥစ္စာကိုဖြစ်စင်လိန်နေပေါ့သူကဒီဒီတက်ထောက်ခံတဲ့အဖွဲ့တွေကသူကဗာလို့လဲဆိုတော့ဒီအခုဒီဗမုံမှာဖြစ်တဲ့ဖြစ်စင်ကမဟုတ်ဘူးဒီပုံအဟောင်းနေနဲ့ ဒီဝါရဖြတ်နေတာလိမ့်နေတာပါဆိုပြီးသူကလှုပ်ရှင်တာအဲအဲ့လိုဒါပဲမဟုတ်ဘူးဖြစ်စရာနှစ်ခုအဲနှစ်ခုလုံးမတူတော့မတူဘူးတူတာဆိုလို့ပါလဲဆိုတော့ toy line တစ်ဖွဲ့ပြစ်ချလာတော့တူတယ်ဟုတ်တယ်ဒါ MI 70ကလည်းကျွန်တော်တို့ KI မှာအခန်းခဏပြစ်ချခံဟုတ်တယ် KI ပြစ်ချလိုက်လေရင်နေပြန်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ MI 35ပါမယ် MI 70ပါမယ် FTC FTC နဲ့ထောင်ကြီးပါမယ်တော်တော်များများတော့ KI ပြစ်ချတာပေါ့နော်ဒီအနာသိမ်းပြီးတဲ့နောက်ပိုင်းမှာမှာ ဒါအမိုင်း70တော်တော်များများကျွန်တော်တို့တော်လည်းရဲပေါ်တွေတော်တော်များများပြစ်ချခဲ့တယ်။နောက်နောက်တစ်ခုကပြတ်ကြတဲ့ဟာတွေ။အစည်းကြီး6စီးလောက်ရှိတယ်ပေါ့နော်။တိုတယ်ပေါင်းလို့ရှိရင်6စီးလောက်ရှိပြီးတော့ခုနဒါ2022နောက်ပိုင်းမှာတခါထပ်ပြီးတော့ MI 70 6စီးဝယ်ဖို့ထပ်လောက်တယ်ပေါ့နော်။ဝယ်မလောက်ဖြစ်နေမှာပေါ့။အဲ2024လောက်မှာ2024 5လပိုင်းလောက်မှာ MI 70 6စီးထပ်ရောက်လာ။အာလုံးပေါင်းသူက အနသိမှုမဖြစ်ခင်ကတော့ MSMD ရဟန်းရံ21စီးရှိတယ်7701နေမှာ7721ထိရှိတယ်အခုန2024လောက်မှာရှောက်စီးရောက်လာတော့77ကျွန်တော်တို့27ထိရှိတယ်27ဘော်ကြီးဟိုဟိုတခါ information ပေးတာလीနန်းတွင်းထဲမှာဟင်းစနေ MSMD လေနံပါတ်77 27ပါအဲ့ဒါမှတ်မိရဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့တက်ဖွဲ့တွေလာပို့တဲ့တဲ့အဲအဲ့ဒါဒါသူတို့တော့ကဒီ MSMD ကအသေးအတန်လိုအပ်နေတဲ့ အခြေအနေဟုတ်တယ်ဒီဆောင်ရင်တော့ကဒါမြေပြင်မှာသွားလို့မရတော့ဘူးပြီးရင်ရေချောင်းကနေသွားလို့မလွယ်တော့ဘူးအဲအဲ့လိုအနေထားတွေမှာတို့ဝေရင်တစ်ခုလည်းတောင်းရတဲ့အခါဒီတေယူပို့ဆောင်ရေးရရင်နေရတို့တော့အရန်လိုအပ်နေအဲ့လိုအခြေမျိုးမှာတစ်ဖွဲ့တွေကအခုလိုလုံနိုင်နေဆိုတော့မိုက်တယ်ဘယ်35ပဲဖြစ်ဖြစ် MI7 ပဲဖြစ်ဖြစ် U program ပဲဖြစ်ဖြစ်အကုန်အားရစရာတွေကြီးပဲပေါ့နော်အများပြစ်ချနိုင်ပါစေပဲပြောပါပါဘူးဒါနောက်တစ်ခုကတော့ကျွန်တော်တို့ BWN နေမှာ mission 38ခုမြောက်ပေါ့နော်ဟုတ်ဟုတ်ခုန ကျွန်တော်တို့ဟာလေတန်တောင်ကြီးပြင်းအောင်တက်မြုပ်ဘူးချော့တိုက်တုံးတရားခုံမမချော့တိုက်တုံး ਨੇ ဟိုပစ်တာပေါ့ငါးလုံးပစ်တာလေးလုံးကတော့အောင်းအောင်မြင်းမြင်းပြက်ခတ်နိုင်တယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဒီတန်တောင်ကြီးတန်တောင်ကြီးဆိုတာကျွန်တော်ကတက်ထဲမှာနေဇင်းလုံးတရားမှာနာမည်ကြီးတယ်ပေါ့နော်တန်တောင်ကြီးတော့တခွဲမှုတင်တဲ့လိုပါတော့အဲ့လိုမျိုးတွေကြားဘူးတော့တကယ်တမ်းတော့မရောက်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဟိုကြီးဒါလည်းအောင်ပွဲအောင်ပွဲ ဒီ video plan နေမဟုတ်ဘူးပေါ့နော်ဒါ KNL ကြီးကလည်းပါတယ်အဲကျတော့ဒါပူပေါင်းပြီးတော့စော်ကြတဲ့ဟာပေါ့ဗျာအဲပြောရမယ်သူတို့ရဲ့ဒါဟိုကဲနူနေမြေတဲမှာရှိတဲ့ဒါသင်တန်းကျောင်းဟုတ်သင်တန်းကျောင်းကိုမှသူကဘာထူးလို့မျိုးပဲတက်မြုပ်ပုံစံမျိုးလှုပ်ထားတာဟုတ်ဘင်းတော်သင်တန်းကျောင်းဒါတန်တော်ကြီးရပါဘောเนาะဘင်းတော်ကဘာထူးကဘာထူးမှလှုပ်ထားတဲ့ပုံစံဘာထူးအဲသင်တန်းကျောင်းတက်တက်ပေါ့เนาะဒါပေမဲ့အဲ့အဲ့ပုံစံမျိုးတွေကြီးပဲသူကနှစ်ခုခွဲထားတဲ့ပုံစံ တက်စုမှုပါတယ်တက်ခွဲမှုပါတယ်တရင်မှုပါတယ်တင်တန်းတွေဆိုအများကြီးပဲရှိရယ်ပြီးရင်အခြားစင်နေမှာဆိုရာခိုင်ချက်ကြီးတရားစအဲ့မှာတင်တန်းတွေကုန်တက်ရအဲ့ပြီးတော့သူတို့မှအဲ့လိုတက်ပုံစံမျိုးတွေလည်းအများကြီးရှိရယ်အုပ်ချုပ်မှုတင်တန်းတွေနဲ့ပတ်သက်လို့လည်းရှိပြောရင်တော့အဲ့လိုဒီအရာရှိတွေအတွက်ပဲဖြစ်ဖြစ်အခြားစင်တွေအတွက်ပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ဆင့်တက်ဖို့အတွက်တင်တန်းတော့တက်ရမယ်ပေါ့နော်အဲသူထားပါတော့တက်ခွဲမှုလောက်ရတော့မယ်ကွာတက်ခွဲမှုတင်တန်းတော့တက်ရမယ်ဆိုဒီလိုကြောင်းနေမှာတော့တက်ရတယ်ဟုတ် အဲအဲ့လိုကြောင်းနေရနေတင်းတန်းဆင်းလာပြီဆိုမှသူတက်ခွဲမှုဖြစ်ရတာဟုတ်တယ်အဲအဲ့လိုမျိုးပေါ့နော်တက်ခွဲမှုဖြစ်တဲ့ကောင်မျိုးတွေတော့တားရတယ်တော့တက်ရတယ်ပြန်လာရင်တက်ခွဲမှုတောင်းပေးရတယ်အဲအဲ့လိုကြောင်းနေရအခုဘာထူးရဲ့အခုဒီတန်တောင်ကြီးရဲ့နှစ်ခုရှိရပါဘင်းတော့အဲ့ဒါကြောင့်အခုအဲ့ထဲအဲ့တကြောင်းကိုပြင်းတာလေပြင်းတော့အားရတာဘောဆရာအားရပြီးအဲ့မှာသူဖြစ်စင်နေရအများကြီးအိုးရင်တွေကကျောင်းအစောပိုင်းကာလနေမှာတော့အဲ့အဲ့ဘက်ချမ်းအရန်ကြမ်းဒီဆွဲမိုင်းဆွဲတာလေအရန်ကြမ်းကျွန်တော်အဲ့တင်းတန်းကိုသွားရမယ်ဟေးဆိုရင်သူကအဲ့လိုအဲတက်ကကားနေပေါ့နော်ရင်နန်းနဲ့သွားတယ် လမ်းလုံးညွန်ရင်ယူတယ်ဆိုတာကဟိုအဖြစ်လောက်ယူတာဟုတ်အဖြစ်လောက်ရောမယူနိုင်ဘူးလမ်းကြောင်းကြီးမှာအဲအဲ့လိုဘေးနားမှာကျွလို့ကျဲတဲ့ပေါ့ဗျာအဲ့ကျတော့တွားတဲ့တင်နှန်းသားတွေကိုဘာလို့ခိုင်းလဲဆိုတော့တနက်တွေထုတ်ပြီးသွားမင်းတို့တနက်လည်းမင်းတို့သွားတနက်တွေထုတ်ပြီးထုတ်ပေးပြီးတော့အဲ့တနက်တွေကိုတစ်တာတဲ့အရင်တော့တခြားနေရာမှာတင်နှန်းသွားတယ်ဆိုရင်သွားတစ်တာတဲ့မှာထည့်သိမ်းသွားတယ်တနက်ပြောက်မှာဆိုလို့ဟုတ်အဲ့မှာကျအဲ့လိုမဟုတ်ဘူးသူကြီးစားမှာထုတ်ပေးရရှိအဲကြီးစားမှာထုတ်ပေးတယ်ကိုတနက်နဲ့ကိုကို့ဘာကိုကင်းဆောင်ပြီးသွား အဲ့ဒါကြောင့်လည်းကျွန်တော်ကြားဘူးတာပေါ့နော်တန်တော်ကြီးဆိုကြမ်းနေကြမ်းနေဆိုတော့ဟုတ်တယ်ဟုတ်တယ်သူအဲ့ရင်နှန်းပေါ်မှာတွေကိုတစ်တာတွေအလယ်မှာချကြောချင်းကထိုင်ပြီးတော့အပြင်ကိုတနတ်ထောက်ပြီးကြည့်ပြီးတော့အဲ့လိုအလောက်ထိကြမ်းခဲ့တဲ့နေရာပေါ့နော်အဲ့နောက်ပိုင်းမှာနည်းနည်းဒါငင်းငယ်ရေးပါညာနဲ့သူတို့အဆင်ပြေသွားတော့ကျတော့အဲ့လိုတနတ်တွေပါတယ်ထုံးပြီးတော့အခုတစ်ခါပြန်ပြီးတော့အဲ့လိုပြန်တနတ်တွေထုတ်ပေးနေရပြန်ပြီအဲအဲ့လိုအနေထားပြန်ရောက်သွားပြန်ပြီအဲ့ကြတော့ဒီတင်တန်းချောင်းကိုသွားတဲ့လမ်းမှာပြင်းတာလေအရမ်းမိုက် ်ဘာလို့လဲဆိုတော့ तू ကနေရာစုံနိုင်ငံအနှံ့မှာရှိတဲ့တက်တွေကတခွဲမှုဖြစ်ရမယ့်ကောင်းတွေအကုန်လုံးဆုပြီးတော့တင်းနဲ့လာတာ哦အဲ့တော့ကျတော့အဲ့ကားတစည်းကိုပြင်းလိုက်ပြီးဟဲ့ဆိုရင်တိုင်းစုံကောင်ပြင်းတာလည်းအတူတူပဲသိရောဟုတ်တယ်နော်တက်စုံကောင်ပြင်းတာလည်းအတူတူပဲတတတဲသွားပြင်းတာတော့မဟုတ်ဘူးအဲအဲ့လိုမျိုးကအဲ့တော့သူတို့ရင်းမှုပဲဖြစ်ဖြစ်ရင်းမှုလာတက်တဲ့ကောင်တွေဆိုတော့အဲ့တန်ပြီးသွားပြီဆိုတော့တိုင်းမှုတွေလုံးမယ်ပေါ့ဟုတ်အဲ့ကျအဲ့တဲမှုဖြစ်မဲ့ကောင်တွေကိုအကုန်လုံးစုပြီးတော့ပြင်းလိုက်တာနဲ့တူတူသူကမြန်မာတိုင်းနိုင်ငံလုံးကဘုံမှုစင်နေ အဲ့လိုပုံစံမျိုးဖြစ်တယ်။အဲ့လိုမျိုးသူကသူအတုတ်လိုက်တွေပေါ့။အတုတ်လိုက်သူသူဒီဟာဒါပရမတ်တုတ်ဒုတိယတုတ်အဲ့လိုမျိုး။ပြီးတော့ကြောင်းဆိုလဲခုနကလောက်ခွဲတာဘာထူးမှတတုတ်တန်တော်ကြီးမှတတုတ်အဲ့လိုခွဲတာ။အဲ့လိုတန်တော်ကြီးကိုလာတဲ့ကောင်တွေကအဲ့လိုကောင်မျိုးတွေစုပြီးလာတယ်ဆိုအဲ့လိုပြင်းလဲ။အကုန်လုံးပြင်းပြီးသားဖြစ်တော့အခုတော့အဲ့ထက်ပူသွားပြီသူကတင်းတန်းကြောင်အတွင်းထဲမှာသွားဆော်လာဟုတ်တယ်နော်တင်းတန်းကြောင်ယူမှာသွားဆော်တစုတစည်းတည်းရှိတဲ့နေရာကိုပဲတာဟိုဆော်တာပေါ့ဟုတ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါကလည်းဒါတစ်ဖက် ကပြန်စင်းစားမယ်ဆိုရင်တို့ကတက်မြို့ပုံစံမျိုးလှုပ်ထားတဲ့နေရာကြီးမှာတောင်မှတို့တို့မလုံခြုံတော့ဘူးဆိုရင်အတိဝင်သားတော့ဟုတ်တယ်တို့တက်တက်မြို့ကြီးတကယ်အကြီး heavy တက်တွေပဲရှိတာတက်နဲ့ပတ်သက်တဲ့မိသားစုတွေတက်ကဒီဆိုင်ဖွင့်လဲတက်ကကောင်းနေအဲဈေးဆိုလဲတက်ကဟာဒီအဲ့လိုမျိုးပဲရှိပါလေဆိုတော့နေရာကြီး အဲပြောရမယ်ဆိုရင်ဗျာဟိုတော်တော်ခက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 ်ဒါတိုက်ရမယ်ဆိုတဲ့နေရာမျိုးတွေပေါ့နော်အဲတို့ကုံစာရရှိတာဒါတင်တန်းချောင်းငါတို့ဘယ်သူမှလာမလုပ်နိုင်ငါတို့ area အဲအဲ့လိုတတ်မှတ်တာဒါပေမဲ့အဲ့ area တွေမှာရှိတာတော့ဟာမလုံခြုံတော့ပါလားဟာဒီနေရာထိရောက်လာပြီလားဆိုတော့စိတ်တွေဝင်သွားအဲ့ဒါမှိုက်ဒါတော့မှဒါ BWN ကငါးလုံးနဲ့မလို့ဟုတ်တယ်မှန်ခုနကလည်းအလုံး20 30လောက်တာပေးလိုက်မယ်ဆိုတော့တို့တွေအဲ့လိုအလုံးတိုင်းမှာအောင်တာလည်းခက်တယ်ဗျာအလုံးတိုင်းသာအောင်လို့တော့အခုချိန်ခေါင်းချိန်နေလောက်ပြီဒီကောင်းနေဟမ်ဟုတ် ောက်တစ်ခုကတော့ဒါထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့ Morphoke scan ကိုနာနိုင်ပိုင်းတွင်းနဲ့တင်းတယ်လို့သတင်းကြားရတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တော်လိုက်တက်ဖွဲ့တွေကည၈နာရီလောက်မှာဒီ scan ကိုရှင်းကပ်ပြီးတော့မှညတကောင်ကျော်လောက်မှာဒါအပီးပိုင်းတက်ခိုက်တင်းပိုက်တယ်လို့မသိရတယ်နောက်တစ်ခုကလက်နက်ခဲရန်တွေကတော့နောက်ဆက်တွဲသတင်းကြမှာပေါ်ပြမယ်လို့အဲဒီဟာက ကျွန်တော်တို့အစိုးရနဲ့တွေ့ထားပြီးသားတော့ကျွန်တော်ရှင်းပါလဲပြောတယ်နော်အဲမေလာပြီးရမော်ဖိုကေမော်ဖိုကေပြီးနော်တရားအခုနော်တရားတော့ရနေလားမပြောတတ်ဘူးကလန္နာကလန္နာကြားတယ်ကြီးပဲဟုတ်လားကြားတယ်ကြီးပဲအဲသူကဒီတာလေကြီးရသွားပြီဆိုတဲ့အချိန်မှာတာလေက viewer စကန်ပုံစံမျိုးဆိုတော့သူကအဲ့ဘက်ကဂျန်တဲ့တက်စကန်နေကိုသူကကုတ်ကဲရတဲ့ဟာအမိန်ပေးရတဲ့ဟာအဲအဲ့စကန်ကြီးကိုအရင်ဆုံးစတင်ပြလိုက်တာအဲ့တော့အဖေပြောက်သွားတဲ့သားတွေလိုပဲ အောက်မှာအောက်မှာရှိရစကန်အောင်နေဟာငါတို့ကိုကဲမဲ့သူကပါသွားပြီထွက်ပြေးကုန်ပြီသေးကုန်ပြီပေါ့နော်အဲ့တော့ငါတို့ဒီစကန်နေရာဘာလို့ရတော့မှာလဲမိုက်တယ်အကွက်ကြည့်ရမိုက်တယ်ဗျအတိအမထိတ်ဆုံးအောင်ခေါင်းအရင်ဖြုတ်ပြီးမှအောက်ကကောင်းနေရောညောက်ဇက်နဲ့ချပါလားညက်ကပါပြေးပါလားမင်းဘာလို့မှာလဲအဲအဲ့လိုပုံစံမျိုးဖြစ်သွားတာဗျအဲ့တော့အဲလုံးဝဥဆောင်မဲ့သူကိုကဲမဲ့သူအဲခုနလိုဒါတို့ကို viewer ပြန်လုတ်ပေးမဲ့သူညွှန်ကြားမဲ့သူတွေကအရင်ဆုံး ်အပြင်းခံလဲရတော့ကြတော့အောက်မှာရှိတဲ့ကောင်တွေစိတ်တက်ပြပြီပေါ့မဲလာဆိုလဲဘာမှလုံးလုံးမရတော့နိုင်ပိုင်းတွင်းမှာချတာပဲအပြင်းခုမဖိုးကေဆိုလဲနိုင်ပိုင်းတွင်းစော်တာပဲနောက်ဆုံးကြတော့အခုဒါတာအော်နော်တရားပေါ့နော်နော်တရားကြံတော့ပေါ့နော်တရားကြတော့ကျွန်တော်ထင်တယ်အခုတော့လက်နဲ့ချနေလောက်ပြီသူတောင်ထိပ်ကြီးပေါ်ပါလေဟုတ်ကဲ့အဲ့ခုဒါမဖိုးကေတို့ဘာလို့ရသွားပြီဆိုတဲ့ချိန်ညာရင်သူကသူတခုလည်းပဲတီးတီးကြံနေခဲ့မှာအပေါ်အပေါ်တက်တက်ကြီးမှာဟုတ် ဟိုတက်ရင်တော့မှတော်တော်လေးကိုခက်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 တက်ရတယ်တောင်ထိပ်ကြီးဟုတ်မြေအဲ့မြေပြတ်မှာပူအိုက်ပြီးဆွတ်ကြယ်တွေနဲ့နေနေရတဲ့ချိန်မှာအဲ့တောင်ပေါ်ရောက်သွားရင်တွေးတဲ့တဲ့နေရတာသူတို့အဲ့လိုဟိုနေရာယူလိုက်ရင်စက်တက်ကလည်းအဲ့လိုတောင်ထိပ်ကြီးကြီးပဲနော်ပြီးကြရင်ရေတောက်ဆရာမကြီးဘူးကတော့အောင်စင်းမရဟိုထမင်းလိုက်ခိုးစားရတယ်အဲ့လိုမျိုးတွေ အခုတလိုင်းတတ်ဖွဲ့တွေကအဲ့နေရာမျိုးတွေဆိုတိုက်ချရာတော့မလိုလောက်တော့တဲ့အနေထားဆက်သွယ်ပြီးတော့ညောင်းနေလာခဲ့တော့မင်းတို့ boarding ကတော့မလာတော့ဘူးပြင်မဲ့နေမင်းတို့ဆင်းခဲ့ဆိုပြီးဆင်းလာမဲ့ကောင်နေဘေးနားမှာသူ့ကိုကူမဲ့စကန်လဲဘာတစ်ခုမှမရှိတော့ဘူးလေအပြည့်အကျသူတို့ကိုအဲ့လောက်ကြီးထိကူပေးမှလည်းမဟုတ်ဘူးကျွန်တော်ထင်တယ်ရှေ့မှာသူတို့ကိုကူခဲ့တဲ့ viewer တော်မှကြသွားပြီဆိုတဲ့အချိန်မှာဒီအောက်ကအောက်ခြေစစ်သားတွေရဲ့ဘွားမတွေ့ရဲစရာပါနော်အကြီးပိုင်းဆိုတဲ့ကောင်တွေကအဲ့လိုကောင်မျိုးတွေကိုဆင်းနေမထဲဘူး ကယ်ရောက်မှစီးရင်လည်းမထည့်တေးခံခိုင်းမှစီးရင်လည်းပဲထည့်ထားတယ်ဟုတ်တယ်အဲ့ဒါကြောင့်အဲ့လိုဟာမျိုးတွေတို့လာကူမှာမဟုတ်ဘူးအဲ့တော့ခုနကလို့စကန်နေတစ်ခုပြီးတစ်ခုတက်ခိုက်သိမ်းပိုက်နေတဲ့ဟာလေဒါအခုရက်ထဲမှာ KNU ထင်းချုံနေမိတဲ့မှာအများကြီးရှိလာတယ်ဗောနော်အဲ့ဒါကလည်းတကယ်အားရစရာကောင်းတယ်ဘာဖြစ်လဲဆိုတော့ဒီအခုရှမ်းမြောက်ဘက်ချမ်းဗောနော်ရှမ်းမြောက်ဘက်ချမ်းဒါမဟာမိတ်သုံးဘက်အာခတ်တက်တော် A ပါအပါဗောလေနော်အဲ့တော့ အဲဒီအဖွဲ့တွေကအပြစ်ခတ်ရစဲတယ်ဆိုတဲ့ဟာမျိုးလည်းထုတ်ပြန်ထားရလည်းရှိတယ်ပြီးတော့တရုတ်ရဲ့ဖီအားကြောင့်မလို့အချုပ်နေရာတွေမှာရက်တက်နေတာတွေနောက်နေသွားတာတွေလည်းရှိတယ်အဲဒါကြောင့်တော်လိုင်းကြီးအားယော့သွားတယ်လို့လည်းချုပ်မြင်ကြရပါတော့ဒီအဖွဲ့တွေအရင်တော့တကယ်တည်းတွေရင်ကျင်ပြင်းခဲ့တာဟုတ်အဲဒါဒီအဖွဲ့တွေအဲ့လိုမျိုးညင်နေပြီဆိုတဲ့အချိန်မှာအကုန်လုံးကဟာတော်လိုင်းကြီးကဘယ်လိုဆက်ဟိုဖြစ်မလဲဖြစ်နေတဲ့အချိန်မှာအခုဒါ KNU ကအုံငိ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 နဲ့အဲ့လိုလှုပ်တာလေမိုက်တယ်အဲ့ဒါစစ်ကောင်စီကအခုကသူကလုံးဝဗျာများနေရတဲ့အနေထားပေါ့နော်သူကဘယ်အဖွဲ့ ဟိုခုနလိုအပြစ်ခတ်ရက်ဆဲလို့မှသူ့မှာစိတ်ချမ်းသာရမှာမရှိတော့ဘူး။အဲအမင်းမတို့ပါဘူးကွာမင်းတို့ရက်လဲဟိုကချနေတာပဲပေါ့နော်။ဟုတ်တယ်။ဟိုတီအန်အေလေးကရက်လဲဥမာ KIA ကပြေးနေတာပေါ့နော်။နောက်တစ်ခုကသူကကရင်ခွင်ကြောက်ရလဲခုနဒီလေရင်တက်ရင်လဲခုနထိုင်းဘက်ကိုရောက်ရောက်သွားတဲ့ခါမျိုးပေါ့နော်။ခုနနေဆက်မျိုးတွေဖြစ်တဲ့စကန်နီယာနေဆက်မျိုးတွေဖြစ်တဲ့အတွက်ကြောင့်သူတို့လေရင်ကလည်းစိတ်ကြိုက်သူတို့စိတ်ကြိုက်ပေါ့နော်။ပြစ်ပြစ်ခတ်လို့မရတဲ့အနေအထားမျိုးတွေကိုသွားတွေ့ရတယ်။အဲအဲ့ဒါကြောင့်လဲခုနထိုင်းနေဆက်ကို ကြော်ကြော်ပြီးထိုင်းလေးပိုက်နဲ့ထဲထဲဝင်ဝင်သွားတဲ့ဟိုအခက်ခဲတွေနဲ့လည်းစစ်တပ်နေမှာပြန်တွေ့ရတာ။အော်ကြောင့်ကျောင်းကဒေါ်လန်ကြီးခက်ခဲတယ်ဒေါ်လန်ကြီးပြမန်းတယ်ဒေါ်လန်ကြီးမပြေဆုံးဘူး။အဲ့လိုမျိုးကြီးကြရင်စိတ်တက်ကြကြညာ။ဟုတ်တယ်ကျွန်တော်ဆိုလည်းကြတဲ့အချိန်တွေရှိတာပဲပေါ့နော်ရှိရကြကျွန်တော်ဆိုရင်အမြဲတမ်းစိတ်ထဲကြပြီဆိုရင်မင်းအောင်လိုင်ဝင်ပြေးမြင်လိုက်ချက်ချင်းစိတ်ထဲတက်တက်လာတယ်ပေါ့နော်တော်တို့စိတ်ထဲကြတာဘာဟုတ်သေးလဲပေါ့နော်ဟိုမှာစူတောင်းရတာလည်းအမောပဲနော်ဖီးသွားတိုင်းကို ကျွန်တော်တို့ဟိုတနေငံလုံးကပြည်သူကလည်းဟိုကြက်ကြပါစီပဲဆူတောင်းနေတာဆူတောင်းရတယ်ပြည်နေဖြစ်နေတာဟုတ်တယ်ပြည်ပြည်သူကလည်းသူ့ကိုလုံးဝချစ်ခင်တာမျိုးမရှိဘူးအကုန်လုံးကမေတ္တာတွေထားနေလိုက်ကြတာဝိုင်းဆဲနေလိုက်ကြတာပေါ့နော်ပြီးတော့အောက်ခြေကသူ့ရဲ့စစ်သားတွေအားစသူ့ကိုပြန်ဆဲနေလိုက်ကြတာပြီးရင်သူ့အတွက် lobby လုပ်ပေးပါဆိုတော့တက် lobby တွေအားစသူ့ကိုဆဲနေလိုက်တာရစရာမရှိဘူး ပြအောက်မှာရှိရသူ့ရဲ့မြေပြန်တက်တရားအချိန်ကြီးကောင်းလားဆိုတော့နေတိုင်းစကန်နေတစ်ခုကြီးတစ်ခုပါတယ်နော်ထိ ंछ ုပ်တဲ့နေရာတွေစစ်ကြောင်းတွေတစ်ခုကြီးတစ်ခုကုန်နေတယ်အဲ့တော့ဒါစီးနေပတ်သက်လို့အခုလက်တော်အတွင်းမှာဒါအားရစရာတွေကြီးပဲပေါ့အားရစရာတွေကြီးပဲအဲဘယ်တက်ဖွဲ့မှဟိုအေးစစ်စစ်နေနေရမဟုတ်ဘူးနေ့စဉ်နဲ့မြတ်တို့တွေစူးစမ်းနေကြတယ်တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့လုပ်နေကြတယ်အဲ့လိုပဲပြည်သူကလည်းအားကျုံမှန်တက်တဲ့ကုဖို့လုပ်နေကြတာတွေအများကြီးရှိတယ်ပေါ့နော်ဒီနေ့ဒီချိန်အထိအဲဒီကာလတွေရောက်တဲ့အထိပေါ့နော်ပြင်းမှန်းတဲ့ဂျားတွေကနေမှာ ဒါမျိုးတွေဆက်ပြီးတော့လှုပ်ပေးနေတယ်ဆိုတဲ့ဟာကတကယ်အားရစရာကောင်းနေပြီเนาะအဲ့တော့အဲ့ပုံစံတိုင်းသာကျွန်တော်တို့ဆက်လုပ်မယ်ဆိုရင်ဒီလိုအောင်မြင်မှုတွေကနေ့စဉ်ရက်ဆက်ကိုကြားရမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆရာမှန်ပါတယ်ဟုတ်